ပြိုင်ပိခတ်စုံစေးုံကြီးရဲ့နောက်ဖက်အမောင်ရိတ်တိုင်းကျွန်တော်နဲ့ပိုင်ပိုင် ရင်ခွဲုံကိုလမ်းလျှောက်သွားကြတယ်။ရင်ခွဲုံကစေးုံနောက်ဖက်ကဂုံးမြင့်လေးပေါ်မှာရှိတာပါ။မှောင်နေရတဲ့ကြားတယ်။လမ်းပေါ်မှာဖြစ်သလိုလှုပ်ထားတယ်။အလောင်းတင်တဲ့ဆင်းတွေကိုရှောင်ရှားရပါသေးတယ်။လမ်းရဲ့အဆုံးမှာမီးစည်းဝါဝါမိန်မိန်လေးကိုထွန်းလာတယ်။အဝါရောင်အုပ်တိုက်ဟာရင်ခွဲုံအဆောက်အဦပါ။တွားတာတွားနေရတယ်။ပိုင်ပိုင်ရောကျွန်တော်ကကြောက်နေကြတာပါ။ရင်ခွဲုံရဲ့ဘေးနားမှာတော့ ကျုံယိုလမ်းလေးရှိပါတယ်။မက်စင်ကိုကျွန်တော်စားလိုက်ခါသာအချိန်ကမက်စင်ကအဲ့ဒီလမ်းကနေသူ့အိမ်ကိုကြောင်းလွတ်တဲ့အချိန်တိုင်းဖြတ်ပြန်ပါတယ်။မက်စင်ကအဲ့ဒီတော့ကစပိန်မွေရသေးတော့လမ်းလျှောက်ပြန်ကျွန်တော်ကသူ့ဘေးကနေစပိန်ကိုတွန်းပြီးလိုက်စကားပြောပေါ့။ရင်ခွဲုံနားကိုရောက်တော့ဘာမှမသိတဲ့အနက်နေကြောင့်ကျွန်တော်ရောမက်စင်မှာခက်သွက်သွက်လမ်းလျှောက်နေကြပါ။အင်းပြောနေရင်လည်းမက်စင်ကိုတတိယမိပြန်ပါပြီ။တော်ပါသေးတယ်။မက်စင်ကိုတတိယတဲ့စိတ်ကကြောက်စိတ်ကိုဖုံးလွှမ်းသွားလို့ ရင်ဝဲုံရှိမှလူ၃၄ယောက်မတည့်ရစကားပြောနေကြပါတယ်ကျွန်တော်တို့ရောက်တော့အောင်ကောင်းမင်းနဲ့လူ၂ယောက်က ရင်ခွဲုံအစားအုပ်လိုထင်ရတဲ့လူနဲ့စကားပြောနေကြတယ်။အော်တားတို့တားတို့တငယ်ချင်းသူ့အမနောက်ကိုလိုက်သွားပြီ။ဘလို့ဖြစ်တာလဲအန်ဒီ။သူ့ကိုလာခေါ်နေကြတယ်ဆိုပြီးဂေယောင်ကရန်းနေတညာလုံးအော်နေရင်းကနေစုံသွားတာ။ဆေယောင်ကတော့အတဝါယောဂါနဲ့ပြင်းထန်နမိုနီယာဖြစ်တယ်လို့ပြောတာပါပဲ။တားတို့ဝင်ကြည့်ရင်ကြည့်လေ။ ျွန်တော်နဲ့ပိုင်ပိုင်ခါဟဖွင့်ထားတဲ့ရင်ခွဲရုံတကားကနေအလောင်းတင်ထားတဲ့ကြောက်ကုန်ကိုလှမ်းကြည့်လိုက်ကြတယ်။ကြောက်ကုန်ကတခုနဲ့မို့ကြောက်ကုန်ပေါ်မှာအမျိုးသမီးတယောက်လောင်းအဲ့ဒီအောက်ကဌန်းစင်ပေါ်မှာအောင်ကောင်းရဲ့အလောင်းကိုခြားထားတယ်။မီးရောင်ဝါဝါကြောင်လားအသေးအောင်တဝါယောဂါကြောင်လားမသိဘူး။အောင်ကောင်းရဲ့မျက်နှာဝါကျဉ်ကျဉ်ဖြစ်နေတယ်။ဗဇက်တွေကလည်းဟနေပြီးသူ့ရဲ့သွားတွေကကျွန်တော်တို့ကိုပြုံးပြနေသလိုပဲ။ကျွန်တော်စိတ်ထဲလိုက်ကနေဖြစ်သွားတယ်။ စေတော်သက်ရွယ်မှာကျွန်တော်နဲ့ယင်းဒီအနီးကပ်နေခဲ့ကြတဲ့တငယ်ချင်းတယောက်ဆုံးမသွားတာကိုပထမဆုံးချိန်ကြုံတွေ့လိုက်ရလို့ပါပဲဒီကောင်နဲ့ကျွန်တော်အတွဲမိမိရှောက်ပွေခဲ့ကြတာတွေကိုရုပ်ရှင်ဇာတ်လမ်းတွေလိုတကက်ပြီးတကက်ပြန်မြင်လာရတယ်သို့သောပြန်အောင်ကွာပိုင်ပိုင်ကကျွန်တော်ပကုန်းကိုဖတ်ပြီးပြောလိုက်တယ်ဝဲတက်လာတဲ့မျက်ရည်ကိုကျွန်တော်မတိမတာခိုးတော့လိုက်တယ်ပိုင်ပိုင်လည်းမျက်လုံးတွေမိုးအင်နေတာကိုတွေ့ရတယ်အေးလေဒီရွယ်မှာပဝင်းကျင်ကရွယ်သူတယောက်ယောက်ရဲ့တေဆုံးမှုကို မြင်တွေ့ရတာပဲ ကျွန်တော်အပြင်ထွက်တော့အခန်းဝမှာသူ့အမေလည်းပြန်မှုပြင်ဆင်နေပါပြီ။ဒါကြော့စွာမင်းသူ့အဖေနဲ့အဆက်အသွယ်ရှိတယ်မဟုတ်လား။အောင်ကောင်းဆုံးသွားပြီဆိုတဲ့သတင်းကိုသွားပြီးကြောင်းကြပေးပါလား။အန်ဒီသူ့အိမ်ဖုန်းကိုစင်းုံချေးက PCO နဲ့ဆက်သေးတယ်မကင်ဘူး။ဟုတ်ကဲ့အန်ဒီကျွန်တော်သွားပြောလိုက်ပါမယ်။ရင်ခွဲုံချေးကနေစင်းုံဘက်ကိုကျွန်တော်တို့လမ်းလျှောက်လာလိုက်ကြတယ်။ပမာငါ့ကိုအောင်ကောင်းလို့အဖေင်လိုက်ပို့ပါလားကွ။ငါ့ကိုလေးဆိုင်ကယူလာတာကွ။သူ့သွားပြန်ပေးရမှာအခုတော့နောက်ကျနေပြီ။ ဒါဆိုရင်ငါ့အိမ်ကိုပဲလိုက်ဖို့ပဲငါ့ဘာသာကစပိန်နဲ့သွားလိုက်မယ်အေးအေးပိုင်ပိုင်ကဆိုင်ကဲကိုကျွန်တော်အိမ်ဘက်ကိုဦးတည်လိုက်ပါတယ်အိမ်ရောက်တော့အမေကိုအကျိုးကြောင့်ပြောပြလိုက်တယ်အမေကလည်းအောင်ကောင်းသမီးကိုကြားတော့စိတ်မကောင်းဘူးသူ့အဖေစီကျွန်တော်သွားအကြောင်းကြားပေးမယ်ဆိုတော့ညာဦးပိုင်းလည်းဖြစ်နေတော့လွတ်လိုက်ပါတယ်တကယ်ဆိုရင်ပိုနေကကားကိုဝင်တိုင်းမိကလေးကအမေကကျွန်တော်ကိုညာဘက်စပိန်စည်းဝင်ပိတ်ထားတာဇောနဲ့နင်းလာလို့လားမသိဘူးဦးကောင်းမြတ်အိမ်ကိုကျွန်တော်ရောက်လာတယ် ခြံတကားကတော့ခတ်ထားတော့မို့အဲကိုဝင်လို့မရဘူးဘူ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 အတန်တကူကိုတဲတဲကြားရတယ်အတန်လာရအောင်နားတော်ကြည့်တော့ဂိုးတော်နဲ့ကဂိုးတော်နဲ့မှမီးအောင်လဲတွေ့နေရတယ်ဥကောင်းမြတ်အထဲမှာတကူကိုများဖြစ်နေတာလားသူတို့အိမ်ရဲ့ခြံစည်းရိုးတွေကနိမ့်နိမ့်လေးမို့ကျွန်တော်ကြော်ဝင်လာလိုက်ခဲ့တယ်ဂိုးတော်နားနီးကလာလေအဲကအတန်တွေကကျဲလာလေပဲကျွန်တော်ခတ်တော့တော့လေဂိုးတော်စီကိုပြေးလာလိုက်တယ်ဥဥအေးအေး ူရောင်ထဲမှာကြားနေရတာကညီးစံတစ်ခုခုပဲဥကောင်းမြန်ဥကောင်းမြန်ကျွန်တော်អော်ခေါ်လိုက်တယ်အထဲကညီးစံဟာပို့ပြီးကျဲလာသလိုပဲဂူရောင်ရှိကိုရောက်တော့တကားပိတ်ထားတယ်ကျွန်တော်တွန်းပွင့်မှုကြိုးစားတယ်မရဘူးတကားဟာကြားနေဂူရောင်ထဲကိုကျွန်တော်ချောင်းကြည့်လိုက်တယ်ဟာဂူရောင်ထဲမှာမိမိမိဖြောဖြောအောင်မှာမောက်ကုံလဲကြနေတဲ့လူတယောက်အပေါ်မှာစပိန်ကပြိနေတယ်ဒါဒါဥကောင်းမြတ်ပဲ ၎င်းကိုကလန့်ဖွင့်ဖို့အတွက်တကူးခုရာနုံတို့ကိုရောင်ဘေးနားကိုကျွန်တော်ပတ်ရှာကြည့်လိုက်တယ်။တန်တွင်တကူတန်တွင်ကိုကျွန်တော်ကောက်ကင်ပြီးတကောင်းကိုကလန့်ဖွင့်ဖို့ကြိုးစားတယ်။လက်တချောင်းကဟားနေတဲ့အချိန်မှာကျွန်တော်လက်ကိုထိုးတဲ့ပြီးအထဲကကလန့်ကိုအားကိုဖြုတ်ကြည့်တယ်။ကျွန်တော်လောက်ကောက်ဝဲဟာတကားကြောင်းမှာညက်နေတဲ့ဂျားကနေလှည့်ပွင့်ရတာမို့အတော်လေးကိုနားပါတယ်။ကလောက်ပွင့်သွားပြီ။ဥကောင်းမြတ်ကျွန်တော်အထဲကိုပြေးဝင်လိုက်တဲ့အချိန်မှာ မြင်ဝင်းတကူကြောင့်အန်အောမင်တက်သွားရတယ်။ ဂိုရောင်တောင်းမှာကျိုးတုံခံရထားရတဲ့မက်စင်ဘာရီဖြစ်နေတာလဲကျွန်တော်မက်စင်ရှိရာကိုပြေးလိုက်တယ်မက်စင်ရဲ့ပါဇက်ထဲမှာလည်းအဝိဇ္ဇာတစ်ခုကိုစုခံထားရပါတယ်မမမမကျွန်တော်မက်စင်စီကိုပြေးပြီးပါဇက်ထဲကအဝိဇ္ဇာကိုစွဲထုတ်ပေးလိုက်တယ်မမဘလို့နေလဲဘလို့ तू မမကျူရှင်စင်းမှာမမအမေရင်ကားပေါ်မှာပါလာတယ်ဆိုပြီးလာခေါ်တယ်ပြီးတော့မမကိုကားပေါ်တင်တယ်သူ့လက်ပြန်နဲ့ရိုက်ကြတော့တတိယလာတော့ဒီထဲကိုရောက်နေတာပဲ သူမမောဘာလုပ်သေးလဲဒီလိုကြီးကွာဟိုစပိန်မင်းကိုမမောကိုအတင်းခေါ်ပြီးလက်ထဲကဓားနဲ့လေမင်းကိုလှီးနေတော့စပိန်ကြီးကရုတ်တရက်မိုးပေါ်မြောက်တက်သွားပြီးသူ့အပေါ်ကိုအချိန်နဲ့ပြန်ကြလာတာပဲသူဒါကမမောပခုံးကိုတော့နည်းနည်းထိထားတယ်ကျွန်တော်မက်ဇင်ကိုခြိထားတဲ့ကျိုးတွေကိုဖြီးပေးကိုစူးစမ်းတယ်စူးစမ်းရဲဆိုတာတကယ်စူးစမ်းရတာဗျမအေးဘေးကြီးဘလို့တော့ခြိထားလဲမသိဘူးမမောလက်ကလေးတွေကိုကျော့တော့မောင်လေး မက်စင်ရဲ့အတန်ကြားလို့ကျွန်တော်မောကြည့်လိုက်တော့ကျွန်တော်တို့စီကိုဒရင်တွေနဲ့လမ်းလျှောက်လာတဲ့ဦးကောင်းမြတ်လက်ထဲမှာလည်းဟိုဘုံကြီးပေးထားတဲ့ဓမြောင်ကိုကင်ထားတယ်ကျွန်တော်လည်းဘူရောင်တကားပေးမှခြားထားတဲ့တန်တွင်းကိုပြေးကောက်ပြီးမက်စင်ရှိကနေကာရက်လိုက်တယ်ဦးကောင်းမြတ်ခမောင်မဟုတ်တာတွေမလုံးနဲ့တော့ကြော့စွာမင်းလည်းသိပါတယ်ဒီကောင်မလေးကအောင်တိုင်းတွေးရဲ့တွေးသားပဲငါအားလုံးကိုစုံစမ်းပြီးတော့ပြီသူ့အဖေကအောင်တိုင်းတွေးပဲအောင်တိုင်းထွေးစားခဲ့တဲ့ဇလန်းကိုသူနဲ့အဆုံးသတ်မှဖြစ်မှာ ငါသားအောင်ကောင်းကိုကဲတင်မှုငါဒီကျင်းသားကိုအဆုံးသတ်ရမယ်။ဦးကောင်းမြတ်ဟာဓာတ်ကိုကန်ရင်ရှေ့ကိုတိုးကိုကျိုးစားလာပါလေ။ဦးအောင်ကောင်းကဆုံးသွားပြီ။အခုပဲအောင်ကောင်းဆေးရုံမှာဆုံးသွားပြီ။အဲ့ဒီတရင်ဦးကိုကျွန်တော်လာပြောတာ။ဘာကျွန်တော်တကယ်ပြောတာအခုပဲရင်ခွဲအောင်မှာအောင်ကောင်းအောင်ကိုကျွန်တော်ကြည့်ပြီးပြန်လာတာ။ဦးကောင်းမြတ်ဟာဓာတ်ကိုကန်ပြီးငူကြီးရက်နေပါလေ။ပြီးတော့ပြိုင်မင်းရှိရဖို့တစ်ချက်ကြည့်လိုက်တယ်။ဒီမိစ္ဆာကောင်ကြောင့်ဒီမိစ္ဆာကောင်ကြောင့် ပြိုင်မင်းစီကိုပြေးသွားပြီး6ရောင်းနဲ့ကန်တယ်။ပြီးတော့ဂိုရောင်ဘေးမှာထောင်ထားတဲ့ဓာတ်စီဘုံကိုယူပြီးစပိန်ဘောကိုလောင်းချတယ်။မိချစ်မိချစ်ဘမလည်းသူ့လက်ထဲမှာဓားရှိတော်မူကျွန်တော်လည်းတန်တွင်းကိုကောက်ကန်ပြီးအကက်မခံပါဘူး။မက်စင်ကလည်းကျွန်တော်နောက်မှာကြောက်လန့်တကြားနဲ့တုံ့ဝင်နေတယ်။ဦးကောင်းမြတ်ကဂိုရောင်ထဲမှာရှိတဲ့ကားပြင်ကရိယာတက်တာကိုဖွင့်ပြီးတခုခုကိုရှာနေတယ်။ငါမိသားစုကိုဖျက်ဆီးတဲ့ကောင်ကိုမီးလောင်လိုက်တွင်းပြစ်မယ်။တီတီတီ ဥကောင်းမြက်လက်ထဲမိကြီးရောက်သွားတဲ့အချိန်မှာပဲအန်ဝေါကပြည့်ရတခုကိုကျွန်တော်ရောမက်စင်မှာမြင်တွေ့လိုက်ရတယ်။တလပတ်စားနဲ့အုံထားတဲ့ကားဟာရုတ်တရက်ဟုံးတန်တွေမြည်ပြီးရှီမီးလင်းလာခဲ့တယ်။ပြီးတော့သူ့ဟာသူဆက်နိုးပြီးအချိန်နဲ့ဥကောင်းမြက်ရှိရာကိုပြေးဆောင်တော့တယ်။ဒုံဥကောင်းမြက်ဟာမြေကြီးပေါ်မှာသုံးလေးဘက်လိမ့်ပြီးကိုရောင်ရှိကိုကြာသွားတယ်။သူ့ကိုဖျက်ဆီးဖို့စ조사သူတိုင်းကိုသူကတတ်လိုက်မယ်။နဂရောယတနာတင့်ရဲ့စကားကိုကျွန်တော်ကြားအောင်လာတယ်။ ကားဟာနောက်ကိုပြန်ဆုတ်သွားပြန်တယ်ပြီးတော့ဥကောင်းမြတ်ရှိအောင်တလိန်ချင်းလိမ့်လာတယ်ကျွန်တော်ထထွက်သွားပြီးဥကောင်းမြတ်ကိုစွဲတူကိုကျူးစားတယ်မမီတော့ပါဘူးကားဟာဥကောင်းမြတ်ကိုတက်ကြိတ်ပြီးဘိန်းလေးဘိန်းနဲ့ဒီရုတ်တိုက်စွဲကော်သွားသလိုပါသွားပြီးကိုတော်တကားဝမှာကန့်လန့်ပြက်ကြီးရက်ထားပါတော့တယ်ကျွန်တော်မက်စင်ကိုကျိုးပြေးပေးပြီးစွဲတူလိုက်တယ်ပြီးတော့ဒီကိုတော်တွေကလည်းအမြန်ဆုံးပြေးကိုကျူးစားတယ်အာအာအာဦးကောင်းမြတ်ရဲ့အသက်ငင်သန်တဲ့အတူ တခြားလူပေါင်းများစွာရဲ့အောင်ရင်တန်တွေကဂိုရောင်ထဲမှာစူညံနေတယ်။အသက်ထွက်ကန်ဒီဥကောင်းမြတ်လက်ထဲကမီးကြီးကိုအားဆိုင်ပြီးမီးတော့ကိုမြေကြီးပေါ်ပစ်ချလိုက်ချိန်မှာတော့ဘုံမီးတော့မီးလျံဟာဂိုရောင်တစ်ခုလုံးမှာဟုံးမနေ။မဆင်လာလာကားကဂိုရောင်ကမှကန့်လန့်ပြက်ကြီးခံထားလို့မဆင်ကိုကားပေါ်ကြော်တက်ဖို့ကျွန်တော်ကအောက်ကနေတွန်းနေမိတယ်။ကားကောင်မှုဘုံကိုမဆင်ရောက်တော့ကျွန်တော်လဲကားပေါ်တက်ဖို့ပြင်တဲ့အချိန်မှာပဲဒုံ။ အော်လူမပါတဲ့ပြိုင်မင်းဟာသူ့လိုလိုနင်းလာပြီကျွန်တော်ကြောဝင်ဆောင်ကခံလိုက်ရတယ်ကြောတစ်ခုလုံးနာကျင်မှုကပြောမပြတတ်အောင်ပဲကျွန်တော်မြေကြီးပေါ်မှာလဲကြသွားတယ်မောင်လီလာလာတော့မက်စင်ကကားပေါ်ကနေလက်ကမ်းတယ်ကျွန်တော်လဲနေရတာကနေထဖို့ကြိုးစားပေမဲ့ပြိုင်မင်းရဲ့လက်ကင်ကွေတွေဟာကျွန်တော်ရဲ့ခြေချင်းကွေကိုထွန်းမရအောင်ကလန့်ထားသလိုပဲမို့ဘလို့မှရုံးမရဘူးမက်စင်ကကျွန်တော်လက်ကိုဆွဲထားရင်နဲ့သူ့ပကုံးတန်ရာကသွေးတွေဟာဒစိမ့်စိမ့်နဲ့ကျလာတယ် မက်စင်ရဲ့သွေးဟာကျွန်တော်လက်ပေါ်မှာစူရွှဲလို့ကျွန်တော်စိတ်ထဲဖြတ်ခနဲ့သတိတစ်ချက်ဝင်လာတယ်။အောင်နိုင်တွေးစတင်ခဲ့တဲ့ကျင့်စာဟာအောင်နိုင်တွေးရဲ့သွေးသားစီကသွေးနဲ့မှအဆုံးသတ်လုံနိုင်မယ်ဆိုတာကိုဒါနဲ့ကျွန်တော်လက်ကမက်စင်ရဲ့သွေးကိုစပိန်ရဲ့လက်ကင်မှာတုပ်ပေးလိုက်တယ်။မီးတောက်တွေကြားမှာတော့ပြိုင်ပင်းရဲ့တန်လက်ကင်တွေဟာအေးဒီအေးဆက်ကြီးပြီးတော့ဘုန်းကြီးပြောရတဲ့အတိုင်းဓာတ်နဲ့စာအုပ်ကို ကျွန်တော်ရှာတယ်။ ကျွန်တော်မလန်းမကန်းမှာမီးလောင်စာပြုတ်နေပြီဖြစ်တဲ့ဦးကောင်းမြတ်ရဲ့လောင်းသူ့အလောင်းစီကိုမသွားနိုင်ခင်မှာပဲမီးကိုငွေတွေစီနှံ့တွေရောက်ကျွန်တော်ခေါင်းတွေဝူးဝေလာတယ်မီးတော့တွေကလည်းတလက်လက်အသက်ရှူကလည်းကြက်တရက်ကြက်လာတယ်ကျွန်တော်ခြေထောက်ကိုဖိထားတဲ့ပြိုင်မင်းဟာတဖြည်းဖြည်းနဲ့လက်တံတွေထွက်လာတယ်ပြီးတော့လူတယောက်တွင်ကိုပြောင်းသွားတယ်တယောက်မဟုတ်သုံးလေးယောက်ဖြစ်လာနေတာပါလားအောင်ကောင်းကသူ့တွားရည်တွေဖျဲပြီးရေပြနေတယ် ဆရာလေးကိုမြင့်နိုင်ဟာခါကုန်းကုန်းနဲ့မြေကြီးပေါ်မှာဘေးတစောင်းကြီးနောက်တစ်ယောက်ကတော့အောင်နိုင်ထွေစပိန်စည်းသမားအောင်နိုင်ထွေမျက်နှာမှာတွေးနေတယ်။ကိုအီးစုရက်လူကလည်းကျွန်တော်ရဲ့လက်တွေကိုအတင်းလိုက်ဆွဲနေခဲ့တယ်။ကားအောက်မှာလဲကျနေတဲ့ဥကောင်းမြတ်ကိုကြီးလိုက်တော့မီးလောင်ဒဏ်ရာတွေကြားကနေမျက်လုံးတွေကကျွန်တော်ကိုစိုက်ကြည့်နေတယ်။ကျွန်တော်တေးရတော့မယ်။အရှင်လက်လက်မီးလောင်ခံပြီးတေးရတော့မယ်။သူတို့ခေါ်ရကိုတွားရတော့မယ်။မမတွားတော့ နောက်ဆုံးအနေနဲ့ချစ်တော်မဆင်ကိုကျွန်တော်မောကြည့်လိုက်တယ်။ဟာဘာကြီးလဲ။မိကုန်းကြီးတွေကြားကနေကားပေါ်မှာရောက်နေတာကနတ်တော်ရေဒနာတင့်ကြီးအနဲ့ရောင်ဝမ်းဆက်တဲ့ရေဒနာတင့်ကြီးဟာသပင်ကိုဖားလိုက်ချလို့တွားကနေကျွန်တော်ရှိကနေခုံဆင်းလာတယ်။ပြီးတော့ကျွန်တော်ရဲ့ခြေထောက်ကိုဖိထားတဲ့ပြိုင်မင်းကိုဗဇက်ကဒရွတ်လို့ယုတ်ပြီးစွဲဖယ်လိုက်တယ်။ပြိုင်မင်းကအံ့ဩစရာအဝေးကြီးကိုဖော်တော့တုံးလွင်ထွက်သွားလိမ့်ရဲ့။ဟလာခလေးကိုလာတယ်ဟော ဘာ ರೀ ဖြစ်ကုန်တယ်မသိကျွန်တော်တတိရတစ်ချက်မရတစ်ချက်နဲ့လှလာကြီးရဲ့ကြောပေါ်ကိုရောက်နေပြီဓာတ်နဲ့စာအုပ်ဓာတ်နဲ့စာအုပ်ယန္တနာတင်းစီကို ကျွန်တော်လှမ်းဝင်လိုက်တယ်သိတယ်ငါသိတယ်ကောင်းလေးယန္တနာတင်းဟာဥကောင်းမြတ်အလောင်းကနေတကူးကိုတဲကြီးမဲကြီးရှာနေတာကိုတွေ့ရတယ်ကျွန်တော်မြေကြီးပေါ်ကိုခြာပေးလိုက်တဲ့အချိန်မှာဂိုရောင်ကမီးဆွဲနေခဲ့ပါပြီမီးဇက်ကားတန်တွေတဝင်းရင်ကလူတန်တွေလည်းကြားနေရတယ်ဟုတ်လေအစဉ်ပြေရလား ကျွန်တော်ဘေးကိုမက်စင်ရောက်လာပြီးတွဲထူလိုက်တယ်။ရတယ်မမရတယ်။မိသက်ကားကရေပန်းတွေဟာကိုရောင်မော်ကိုတပွဲပွဲ။ကျမတငယ်ချင်းအတင်အထဲမှာကြံခဲ့တယ်။ကဲပေးကြပါအောင်။ကဲပေးကြပါအောင်။လာလာကြီးကမိသက်သမားတွေကိုစိုးရင်ကြီးနဲ့អော်ပြောနေတယ်။မိကလည်းငိမ့်တော့ဖြစ်နေပါပြီ။အဲ့ဒီအချိန်မှာမိခိုးဦးတွေကြားကနေအနဲ့ရောင်ဝမ်းဆက်နဲ့ဓမြောင်တစ်ချောင်းကိုကင်လာတဲ့အရေးတကူယေဒနာတင်မိသက်တွေကယေဒနာတင်ကိုပြေးတွဲလိုက်ကြပြီ ကျွန်တော်တို့ရှိကခြံတော်ကိုလာဖို့ပေးတယ်အမလီအတင့်ရဲ့ကံဒီပေလို့ဟဲ့လာလာကြီးကသူ့တငယ်ချင်းကိုဖတ်ပြီးငိုပါလီရောကျွန်တော်လဲမမကိုဖန့်ကိုကိုကြိုးစားပင်မဲ့ရဲတွေရောက်လာရတယ်မဖတ်လိုက်ရပါဘူးဦးကောင်းမြတ်သမီးမေရင်ရဲ့တငယ်ချင်းဆိုပြီးတီးခဲ့ရပါတယ်ပြီးခဲ့တဲ့တရက်ကလည်းသူ့အိမ်ကိုလာပြီးသမီးမွေးစားမိဘတွေနဲ့စကားပြောကြပါတယ်အဲ့ဒီနေ့ကတော့သူကသမီးကျူရှင်ကိုရောက်လာပြီးသမီးမေရင်နဲ့အဆက်အသွယ်ပြန်ရကြတော့ သူကားပေါ်မှာပါလာတော့ဟိုလိုက်စကားပြောဖို့ခေါ်ပြီးကားပေါ်ရောက်မှသမီးကောင်းကိုရိုက်ချလိုက်တာပါပဲသတိရတဲ့အချိန်မှာသူကဓားနဲ့သမီးကိုတတ်ဖို့ကြိုးစားတာပဲအဲ့ဒီအချိန်စပိန်ကြီးကအလိုလိုမိုးပေါ်မြောက်တက်သွားပြီးသူ့ဘော်ကိုပြန်ပြုတ်ကြလာတာကိုတွေ့လိုက်ရတယ်အဲ့ဒီနောက်တော့ကြော်စွာရောက်လာတာပဲအမှုစစ်ဒူရဲအိုဟာစောက်ထဲလိုက်မှတ်နေရကနေခဏရက်ပြီးခေါင်းကိုကုတ်လိုက်တယ်စပိန်ကသူ့လိုလိုမြောက်တက်သွားတယ်ဟုတ်လားဟုတ်ပါတယ် အမှုစစ်ရဲအုပ်ကဥစဉ်မော်ကိုတေချာကြည့်ပြီးခေါင်းကိုခက်လေးလေးနဲ့ခါလိုက်တယ်။ကျွန်တော်ကအောင်ကောင်းဆုံးသွားတဲ့အချိန်သူ့အိမ်ကိုသွားအကြောင်းကြားတာပါ။သူ့ရဲ့ပထမမိန်းမအန်တီတက်တည်ရှိပါတယ်။ဟိုရောက်တော့ဂိုရောင်ထဲကအော်ဇန်ကြီးကြားလို့သွားကြည့်ရင်မက်စင်အဲမက်ဤစင်မော်ကိုသူ့ဖမ်းလာလို့တန်တွင်းနဲ့ကလန့်ပြီးအထဲကိုဝင်လာတာပါ။ဦးကောင်းမြတ်ဟာသူ့ရဲ့ကျင်းစာပြေဖို့အတွက်ဤစင်မော်ရဲ့သွေးနဲ့အစီရင်တစ်ခုကိုလုပ်ဖို့အမှုစစ်သူရဲဟောက ကျွန်တော်ကိုမျက်မှောင်ကျုပ်ပြီးကြည်ပါလေ။ဘာရီလဲညီလေးဟာသူတစ်ချက်ညီးလိုက်ပြီးခေါင်းကုပ်နေပြန်နဲ့။ကျမတငယ်ချင်းလှလှကဥကောင်းမြတ်ကိုကျမစီခေါ်လာခဲ့တာပါ။သူ့ကိုနှောက်ရှက်နေတဲ့အမောက်ပြောကတခုတော့ကာကွယ်ပေးဖို့ဆိုပါတော့။ဥကောင်းမြတ်အင်ကဂူရောင်ထဲမှာအဓိကရှိနေတဲ့အတွက်ကျမအစီရင်လုပ်ပေးခဲ့ဘူးပါ။အဲလွန်ခဲ့တဲ့ရက်ကတော့ဥကောင်းမြတ်ကကျမစီကိုရောက်လာတယ်။သူ့အင်ကကျင်းသားတွေကိုဖျက်ပေးဖို့နီးလန်းနေတွေ့ပြီမို့ကျမကိုလိုက်ကူပေးဖို့ပါ။ ဒါပေမဲ့သူပြောတဲ့အစီအစဉ်ကကောင်မလေးတယောက်ရဲ့သွေးကိုယူပြီးစတဲ့တင်စတဲ့ရမယ်ဆိုတာမျိုးမူမမှန်တဲ့အပြောအဆိုတွေမို့ကျမလက်မခံခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီနေ့မနက်ကကျမအာယုံထဲမှာအမေရင်ရင်ကညတကောင်အချိန်မတိုင်ခင်အဲ့ဒီအိမ်ကိုအရောက်သွားပြီးနိုင်ငံသားကလာတဲ့ကျိန်စာစိုးကနေလူတွေကိုကယ်တင်ဖို့ပြောလာတယ်။ကျမလည်းအဲ့ဒါနဲ့နေ့လယ်ကလေးကနေရန်ကုန်ကနေထွက်လာတာလှလှဝင်ခေါ်ပြီးဒီအိမ်ရောက်တော့မီးလောင်နေတာနဲ့ကြုံရတာပါပဲ။ မီးလောင်နေတော့မှအဲ့ဒီကောင်မလေးရဲ့သွေးစွန်းနေတဲ့စပိန်ပေါ်မှာစီရင်ကိုကျမပြီးအောင်ပြန်ဖြတ်နိုင်ခဲ့ပါတယ်။ဒူရဲအိုဟာကောင်းကိုခဏနာကုတ်ပြန်ပါတယ်။ယူနီဖောင်းကကျဲသေးတလုံးကိုဖြုတ်တယ်။ပြီးတော့စပွဲပေါ်ကရက်တောင်ကိုယူပြီးခတ်လိုက်တယ်။ကျွန်တော်တော့ယူကျင်တာပဲ။ခမည်းတော်ထွက်ဆိုချက်တွေကိုစကမ်းမှုမျိုးနွယ်မှုတွေကိုတင်ပြလိုက်ရင်မင်းဘယ်ရုပ်ရှင်ကားတွေကဲကကူးကြတာလဲလဲဆိုပြီးကျွန်တော်ကိုစဲမှာဗျ။ဂျာမနီတွေရောအမေရင်တွေရောရှုပ်နေတာပဲ။ ပြီးတော့ခမရတို့ရဲ့ထွက်ဆိုချက်တွေကကျင်းစာတင့်နေတယ်ဆိုတဲ့ပြိုင်မင်းကိုမီးလောင်ပြင်မှာလုံးဝရှာမတွေ့ခဲ့ဘူးစိတ်ညစ်တယ်ဗျာခမရတို့ရဲ့ယူနေတာကျွန်တော်ပဲယူနေတာအာ2020ခုနှစ်ပဲခိုးစေးုံကြီးပေးရင်ခွဲုံရှိတဲ့လမ်းကလေးတိုင်းကျွန်တော်ကားကိုမောင်းဝင်လာလိုက်တယ်။အရင်ကလိုဂျိုင်းတွေဘူးတွေနဲ့ကတရလမ်းလေးမဟုတ်တော့ပဲကျုံတပေးမှာခုံတွေပါနေလှလှပပဖြစ်နေတဲ့လမ်းကလေးဖြစ်နေပါပြီ။တုံးပြားကြီးဘက်ကိုချိုးကွေ့ ရခိုင်ဖုံကြီးကျောင်းကိုကြော်လာတဲ့အချိန်မှာကဗျာညလပိဆိုင်တီနီယာကိုကျွန်တော်လှမ်းကြည့်မိတယ်။ကဗျာညလပိဆိုင်မရှိတော့တာဘယ်နှစ်နှစ်ရှိပြီမှမသိ။မက်စင်သုံးသွားတာကတော့နှစ်နှစ်ကျော်ခဲ့ပါပြီ။ကျွန်တော်နဲ့လမ်းဝယ်ပြီး2009ခုနှစ်သူ့အိမ်အောင်ကြသွားခဲ့တယ်။တမီးလေးတယောက်ယာပြီးတဲ့နောက်သုံးသွားခဲ့တာလေ။လှလာကြီးအင်းလှလာကြီးကတော့လွန်ခဲ့တဲ့10နှစ်လောက်ကတည်းကသူ့ဇာတိတက္ကလာမှာပဲအသေးအောက်ကနေသုံးသွားခဲ့တယ်။နဂရိုကြီးယတနာတင်းကတော့အခုချိန်ထိတောင်မျိုးမှာအောင်မြင်တယ်။ ရောင်ဆောင်တိုးဆောင်နဂရော်ကြီးအဖြစ်နဲ့သတင်းမှာတွေ့နေရပါတယ်။မက်ဂတ်တလန်ဘတ်ကိုပြန်လာတဲ့အခါမှာဂျာမနီလက်ပိတ်ဆိုင်ဖွင့်ထားခဲ့မှုတဲ့အလုံသမားစေယုံနေရာကိုကျွန်တော်ဖြတ်ခနဲကြည့်လိုက်ပြီ။တစ်ချိန်ကပြိုင်မင်းတစည်းနဲ့အောင်ကောင်းတယောက်ကျွန်တော်ရှေ့မှာလာရတဲ့အချိန်ပေါ့။ဒီကောင်ကြောသွားကြီးဆိုတဲ့အတန်ကိုနားထဲမှာကြားရောက်နေစေ။ဇလန်းထဲမှာကျွန်တော်ကလွဲလို့ဘသူမှအပြင်မှာတတိယချင်းရှားမရှိတော့တာလေ။ပြိုင်မင်းရဲ့ဂျင်စာများလားပေါ့။အင်းဟုတ်မယ်တော့မထင်ပါဘူး။ နဂရောဤယတနာတင့်ကိုယ်တိုင်မိလောင်နေတဲ့ဂျားကနေသွေးနဲ့အစီရင်ကိုရောင်းပယ်ပြတ်ခဲ့ပြီလို့ပြောခဲ့တာပဲကျွန်တော်အိမ်ရှိမှာကားကိုရက်လိုက်တယ်အဖေနဲ့အမေကိုတရင်ကျုပ်ကတော့ကိုမျိုးကလေးကိုပြန်လာတာပါကားပေါ်ကနေကျွန်တော်စဉ်းစဉ်ချင်းပဲလူပြပေါက်ဖြစ်နေပြီဖြစ်တဲ့ကျွန်တော်ရဲ့တူကလေးကျွန်တော်လက်ကိုလာပြေးဆွဲတယ်ဥကြော်သားကိုပြရရရှိတယ်ဟာနောက်မှပြာကွာငါအခုမှရောက်လာဟိုမင်းကလည်းမဟုတ်ဘူးဥကြော်သားရအဖေကတော့ပြိုင်မင်းကောင်းတစည်းကိုဝယ်ပေးတာတယ် လုံးဝအန်းတိတ်ဟောမိုက်တယ်ဘယ်ဘက်လက်ကမ်းမှာနည်းနည်းလေးခြိုက်နေတာလွယ်လို့အကုန်အစ်တိုင်းပဲဟာကျွန်တော်တူလေးရဲ့လက်ကိုကျွန်တော်အလံတရားနဲ့ပုတ်ထုတ်လိုက်ပြီးတော့လေခတ်စော်ပြိုင်ပေးပြီးပါပြီ